ကလုံးရဲ့ဆွမ်းအားအကြောင်းဟောပြောနေတဲ့ဟောပြောပွဲမှာလူတယောက်ကမတ်တက်ထရပြီးစကလုံးတွေမှာဆွမ်းအားရှိသလားခမည်းပြောတာကျုပ်သဘောမတူဘူးကျုပ်ကကံကောင်းစေတည်းကံကောင်းစေတည်းကံကောင်းစေတည်းလို့တနေ့ကုန်ထိုင်ရွနေလို့လဲကံကောင်းလာမှာမဟုတ်ဘူးကံဆိုးလိုက်တာကံဆိုးလိုက်တာကံဆိုးလိုက်တာဆိုပြီးပြောနေလို့လဲကံကဆိုးတော့မှာမဟုတ်ဘူး စကားလုံးတွေဟာစကားလုံးတွေပါပဲ။ဘာဆွမ်းအားမှမရှိဘူးလို့ပြောလိုက်တယ်။ဟောပြောနေသူကချက်ချင်းပဲခမရအယူပဲပါးစပ်ပိတ်ထားစမ်းဒါရီခမရနားမလဲပါဘူးဆိုပြီးပြန်ပြောတော့ဟောပြောဝဲလာတဲ့ပြိတက်လဲကြက်တီတီသွားတယ်။အခမ်းအနားတစ်ခုလုံးအတန်တိတ်သွားတာအကြသန်းအောင်ကြားရမယ်။စကားလုံးတွေမှာဘာဆွမ်းအားမှမရှိဘူးလို့ပြောတဲ့သူရဲ့မျက်နာကဒေါသကြောင့်ရဲတွတ်သွားတယ် ခွေးမသားကြီးတက်ရိုင်းတာပဲလို့ချက်ချင်းပြန်ပတ်တယ်။ဟောပြောနေတဲ့သူကခွေးလွတ်ပါခမ ्या ခမ ्या ကိုဆိုင်အနောက်ရှက်ဖြစ်စေတော့ရဲ့လို့ကျွန်တော်မကြည်ရွယ်ပါဘူး။ဖြူစင်ရိုးသားစွာကျွန်တော်တောင်းပန်စကားပြောတာကိုလက်ခံပေးပါလို့ဆက်ပြောတယ်။အတန်တိတ်သွားတဲ့ပြိတက်လဲတီတိုတီတိုနဲ့သူတို့အချင်းချင်းစကားတွေပြောကြတယ်။ဟောပြောနေတဲ့သူကဒါဟာလူချင်းမင်းမဲတဲ့မိခွန်းအတွက်အဖြေပါပဲ။စကလုံးအချို့က လူကြီးမင်းကိုဒေါသထွက်စေတယ်။စကလုံးအချို့ကတော့လူကြီးမင်းရဲ့စိတ်ကိုအေးချမ်းစေတယ်။စကလုံးတွေမှာစွမ်းအားရှိသလားဆိုတော့မိခွန်းအတွက် အဖြေပါပဲဆိုပြီးဆက်ပြောတယ်။အောင်မြင်သူတွေက စွမ်းအားရှိတဲ့စကလုံးတွေကိုကောင်းကောင်းအသုံးချတတ်တယ်။